ပဲခူးတိုင်းနောက်ချမ်းအုတ်ရှိပင်မြို့နယ်အနီးရှိ အမှတ်6ကာကွယ်ပစ္စည်းဆက်ယုံကမ္ဘာစာ6ရှိရာနယ်မြေအတွင်းကိုစစ်ကောင်မရှင်ကတရင်တက်မအစုံကတပ်ဖွဲ့ဝင်တွေကိုအင်အားလုံးရင်တုံပြီးပို့ဆောင်ထားတယ်လို့သိရပါဗျ။အခုစက်တင်ဘာလအတွင်းတိုက်ပွဲပြင်းထန်လာတဲ့ကမ္ဘာစာ6နီးညောင်ချောင်းနဲ့ညောင်ကျိုးတိုက်ပွဲတွေအတွင်းကိုမော်လိုက်ခြေဆိုင်အမှတ်30စစ်စင်ကိုကဲမှုဌာနချုပ်စကားဟ30ကတရင်တက်ဖွဲ့တွေကိုပို့ဆောင်ထားတာပါ။ ညောင်ကျိုးလမ်းမို့ကိုအင်အားပြည့်ပါတဲ့စစ်ရင်နံ၄စီးမောင်းနှင်သွားတာရှိရယ်လုပ်ငန်းသုံးရင်အစ်တွေဖြစ်ပြီးရန်ကုန်တိုင်းစစ်ဌာနချုပ်တဲ့ကထွက်လာတယ်လို့ယူဆရပါတယ်လို့စီရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်စင်လန်နီးတိုက်ပွဲတွေကိုပို့ဆောင်ခံရတဲ့စကခ30တရင်အချို့မှာ မရိယာတပိတ်ချင်းနယ်တွေမှာတိုက်ပွဲဝင်နေရကနေစစ်ကောင်မရှင်ကအင်အားလိုအပ်ချက်ကြောင့်အလဲပိုင်းတိုင်းစစ်ဌာနချုပ်အပိုင်တွေက ထုံနှုတ်ခေါ်ဆောင်လာတာဖြစ်တယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။ခမရ36နှစ်ကလေးခမရ364 365မော်လိုက် ခမရ368ဖောင်းမြင်တရင်လေးရင်မှာတိုက်ပွဲတွင်ရောက်ရှိနေပြီးဘာသာကဘာထူးတနန်းစင်းတွေကိုပါရွေးချယ်အင်အားဖြည့်ထားတယ်လို့သိရပါဗျ။ဒါအပြင်စစ်ကောင်မရှင်အားအမှတ်20စစ်စင်ကူကဲမှုဌာနချုပ်စကခ20ခမောက်ကြီးတက်တွေကိုလည်းဘရောင်းတက်နယ်တွင်ပို့ဆောင်ထားပြီးဖြစ်တယ်လို့ တရင်းရင်းမြစ်ကအတိပေးထားပါရယ်စစ်ကုတ်မရှင်ရဲ့ကပ္ပစ6ကာကွယ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကိုကာကွယ်နိုင်ဖို့စစ်မြေပြင်အင်ဂျင်နီယာတရင်နဲ့ဆောင်းလုပ်ရေးအင်ဂျင်နီယာတက်တွေပြင်အထူးဆောင်းလုပ်ရေးတရင်တွေကိုပါအုပ်ရှင်းပင်မြို့နယ်တွင်ခေါ်ယူပြီးကာကင်းစခန်းတွေဆောင်းလုပ်ဖို့ပြင်ဆင်နေကြတာဖြစ်တယ်လို့သိရပါရယ်ဒါအပြင်ပြီးခဲ့တဲ့စက်တင်ဘာ18ရက်နေ့ကလည်းညောင်ကျိုးရိုးပေါ်နဲ့ဆင်လန်ရွာနီကာကင်းစခန်းတွေမှာတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်မရှင်တက်ကတေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေကိုလူနာတင်ရင်သုံးစီးနဲ့ပြည်မျိုးဘက်ကိုတေဆောင်လာရတယ်လို့သိရပါဗျ။စစ်ကောင်မရှင်ဟာညောင်ကျိုးညောင်ခြောက်နဲ့စင်လန်ရွာနီးတိုက်ပွဲဖြစ်ပွားနေတဲ့အပြင်အစုလိုက်ပြုံလိုက်တေဆုံးမှုတွေများနေတဲ့အတွက်ပြည်내နဲ့မှာတက်ဖြန့်ထားတဲ့တရင်တွေကိုပါပြန်လည်ခေါ်ယူပြီးအင်အားဖြည့်နေရတာဖြစ်ပါတယ်။